ကဲ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 ဆောပန်ဆောပန်ကဲဆောဝမဆောဝမအမတီကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ပမော်မြို့ကိုကချင်တို့မြောက်ရေးသတ်မှတ်တော် KNA လက်အောက်ကျမသွားရေးအတွက်အာနာသိန်းစစ်တပ်ကမြေပြင်ဝေဟင်အင်အားတွေတုံးပြီးအပြင်းအထန်ခုခံနေရလို့မြေပြင်စစ်ရေးတပ်ဒင်းရင်းမြစ်တွေကပြောပါတယ်မြို့ကိုတိမ်ပိုက်ဖို့ကြိုးပမ်းနေတဲ့ KNA နဲ့ပူးပေါင်းတပ်တွေဟာ လွန်ခဲ့တဲ့9လလောက်ကတည်းကစစ်စင်ရေးစတင်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ဗမော်မြို့မှာရှိတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ23ကိုဥတီတိုက်ခိုက်နေရဖြစ်ပါတယ်။ဒီအိနေပူပေါင်းတပ်တွေဟာစကခ23ရဲ့ကာကင်းတွေချေမှုန်းပြီးအတွင်းပိုင်းထိဝင်ရောက်တိုက်ခိုက်နေရကြောင်းစစ်ကောင်စီတပ်ဟာဝေဟင်ကသစင်တိုက်လေရင်တွေဒရုန်းတွေအင်အားသုံးပုံချစ်ခုခံနေရတဲ့အပြင်မြေပြင်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူနေရဖြစ်တယ်လို့သိရပါဗျ။ဒီဟာစီအင်အားတွေ ြန်ပြည်တယ်နော်ဟိုရဟရင်နဲ့စင်အားပြန်ပြည်တာဒီတဲ့လူလူဝိုင်ထွေးလို့ဝိုင်ကိတုံနဲ့သမတ်ဒီခါတွေဥပေးချပဲတဲ့အနေထားဖြစ်ပါတယ်အဲဒီကိုချင်းနေကိုကြီးကြီးအားပြီးသူတို့လည်းရောရောခေခေကြုံနေတဲ့သဘောရှိပါတယ်အဲသမတ်ဒီခါတွေလည်းပြက်လက်တာတွေနောက်သူတို့ရဲ့လင်းနေခရန်တွေလည်းသူတို့လည်းပုံနေတဲ့နေသားကိုတို့တွေ့ရပါတယ်နောက်သူ့လူတွေကတော့ သူတို့တက်သေးကနဲ့တွေ့သွားတဲ့တော့မှပါတယ်လို့ကြားရပါတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ဟိုရေတို့တက်မီတာဆိုးတို့တို့ဝန်ခံနေပေါ့အဲ့ဒါတွေကတော့မခံနိုင်လို့တွေ့တော့တွေ့နေတယ်လို့ကြားရပါတယ်ဒါပေမဲ့တွေ့တာဟာတော့သူတို့ပြန်ပြီးမှအဲခေါ်သွားတယ်ဆိုတဲ့တရင်ကြီးရပါတယ်အဲ့တော့ကြောင်းပြောမယ်ဆိုလို့ရှိရင်အဲတခါနဲ့စစ်တီတက်ကလည်းသူကခက်ခဲကြီးများရှိတယ်အ ဒါပေမဲ့တော့ခံပြီးမှတိုက်နေတဲ့နေသားကိုတော့တွေ့ရပါတယ်အဲလီနီစီလာပြီကွာ KNA နဲ့ပူပေါင်းတပ်ဟာဗမော်မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲတဲ့ရဲစခန်းစီပင်းယုံယုံကြီးနဲ့တိန်တော်ကြီးဖုန်ကြီးကျောင်းအပါအဝင်အာကစားခမနဲ့တောင်လေးလူဖုန်ကြီးကျောင်းစတဲ့နေရာအများအပြားကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့မြေပြင်စစ်ရေးတပ်ရင်းမြစ်ကပြောပါရတယ်။ စစ်ကောင်စီတပ်ဟာဗမော်မြို့ကိုနေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်နေပြီးတရက်ကို အနည်းဆုံး9ကြိမ်နဲ့အများဆုံးအကြိမ်90လောက်ပစ်ခတ်တိုက်ခိုက်နေရလို့လည်းသိရပါဗျ။ဗမော်ဟာစကီရောဟာကတော့ဒလို့ဗမော်မျိုးဟာအယောဒီမြစ်အရှိချမ်းမှာတည်ရှိပြီး အမတ်23စစ်စင်ရေးကုကဲမှုဌာနချုပ်စာကခ23အပါအဝင်စစ်ကောင်စီတပ်စုစုပေါင်း30ကျော်ရှိတယ်လို့စစ်ရေးလေလာသုံးသက်သူကပြောပါတယ်။ဗမော်ကဘလောက်အရေးကြီးလဲဆိုရင်ဗမော်ကကချင်းပြည်နယ်အေယော်ရီမြစ်အရှိတ်ဘက်ခြမ်းမှာအရေးကြီးဆုံးမြို့ပဲ။ခံစစ်အရဆိုရင်ဗမော်ကျသွားပြီဆိုရင်ကချင်းပြည်နယ်အေယော်ရီမြစ်အရှိတ်ဘက်ခြမ်းတစ်ခုလုံးအကုန်ကျသွားပြီ။ဘာမှထိန်လို့မရတော့ဘူး။ဗမော်မှာတောက်ခံသိနိုင်ရင်တော့အေယော်ရီမြစ်အရှိတ်ဘက်ခြမ်းကိုပြန်ဖောက်ဖို့စဉ်းစားလို့ရတယ်။ ဗမော်ကြသွားရင်စဉ်းစားဖို့ကခက်သွားပြီဗမော်ကြသွားတာနဲ့ရွှေကူတို့ကတာတို့လည်းတောက်လျှောက်ဒုက္ခရောက်သွားမယ်အဲ့တော့ဗမော်ကြသွားရင်နောက်ဆက်တွဲကြမယ်ဟာတွေများလို့ပေခံနေတာဗမော်မျိုးဟာမန်စီတပ်အပါအဝင်ဗမော်မျိုးအနီးဝင်းကျင်ကစုခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားစုစုပေါင်း3000လောက်နဲ့တောင်းခံနေရဖြစ်တယ်လို့လည်းသူကစက်ပြောပါတယ် KIA နဲ့ပူပေါင်းတပ်ဟာဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အခုနှစ်ဧပြီလ၂ရက်ကနေ22ရက်နေ့အထိထူးစစ်ကိုသခိုင်းငလင်ကြောင်းအရေးပေါ်ကိစ္စရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်ဖို့ယာယီရည်နာထားခဲ့ပါတယ်။အဲနောက်ဧပြီလ25ရက်ကပြန်လည်စတင်ပြီးစစ်ကောင်စီတပ်ကိုတဖန်ထူးစစ်ဆင်တိုက်ခိုက်ခဲ့ရာစကခ23ရက်ကာကင်းစခန်းတချို့ထပ်မံသိမ်းပိုက်ရရှိပြီးစစ်တုံးပန်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရဲ့မိသားစုဝင်တွေကိုလည်းဖမ်းဆီးရမိထားရလို့ရှေ့တန်းတရင်ရင်းမြစ်ထံကသိရပါဗျာ။ 旁边多少米古路呢？低头崩裂了。OK OK。